ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စင်ရတဲ့နီနီကတော့မုံလေးကိုထိုင်လုပ်နေပြီးချွေကြီးကတော့သူမိသားစုနဲ့အတူမုံလေးအသီးနဲ့ဟင်းတွေကိုထိုင်စားနေပါတယ်နေ့လက်ရစားရတာကောင်းလိုက်တာတကယ်လို့နင်းနဲ့ငါသာရက်ကမအိမ်တစ်ခုတည်းကိုရောက်သွားရင် ငါတော့ဘာမှစိတ်ပူစရာမလိုတော့သေးလားငါဟင်းမချက်တက်လို့လေဩဒါဖြစ်လေထမင်းချက်တက်အောင်တင်လေကွယ်ဒါမှနဲ့လဲရကမိုင်ရောက်ရင်အဆင်ပြေမှာပေါ့ချွေးမဆိုတာဘာသူမဆိုထမင်းချက်အိမ်မှုကိစ္စနိုင်နင်းဖို့လိုတယ်လေဒီလိုနဲ့ပဲအချိန်လေးကြာလာခဲ့ပြီးတော့ရွှေကြီးကတော့သူချစ်တဲ့သူနဲ့လက်ထပ်ပြီးတစ်ဖက်ကနင်းကြီးကလည်းအင်ကစီစဉ်ပြီးတဲ့သူနဲ့လက်ထပ်လိုက်ပါတော့တယ်ချွေးမလေးရေမနေ့ပြန်ကနေ့ရပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်နေ့ပဲဒီတော့မနေ့ပြန်မနေ့ဆော့ဆော့ထား ပူရီတွေဟာလဝါတွေပဲနဲ့တွေအသီးနဲ့ဟင်းတွေအစုံပြင်ထားတော့တီချာလေးပြင်ဆင်ထားလိုက်ကြလားဒီလိုပြောပြီးတောမြလေးအခန်းထဲကထွက်သွားပါတော့တယ်။ဒါကြောင့်ရွှေရီလေးသူ့ယောက်ျားကိုပြောလိုက်ပါတယ်။ရှင်ပြောတော့လက်ထက်ပြီးရင်အိမ်မှာအလုပ်သမားပဲအကုန်လုပ်မှာပါဆို။အိုးမင်းကလေဘာလို့စီဆိုးနေတာလဲ။ပထမဆုံးမိဖို့ကြောင့်ဝင်တာတော့ချွေးမာတိုင်းလုပ်ရတာပဲလေ။မင်းကပထမဆုံးမိဖို့ကြောင့်ဝင်တာကိုပဲကောင်းကောင်းလုပ်လိုက်ပါ။ကျန်တော့ငါအမေကိုပြောလိုက်ပါမယ်။ဘာလို့ကောင်းကောင်းလုပ်ရမှာလဲ။ ကျမဘာတခုမှမချက်တတ်ဘူးလို့ဒါဆိုလဲမင်းတငယ်ချင်းနင်းနေရှိတာပဲမဟုတ်လား तू ਆ လဲပဲငါတို့အတော်ရဲ့သားနဲ့ဒီနေ့ပဲလက်ထပ်ခဲ့တာပဲမဟုတ်လားအိမ်ချင်းလဲနင်းနေတာပဲကိုမင်းသူ့အကူအညီတောင်းလိုက်ပါလား तू ਆ မင်းတငယ်ချင်းပဲကိုဒီလောက်တော့ကူညီပေးလောက်မှာပါမောင်အောင်ကဒီလိုပြောလိုက်တာမို့ရွှေရည်လဲနင်းနေစီကိုဖုန်းခေါ်လိုက်ပါတယ်ဟဲ့နင်းနေရေငါကူညီတဲ့တခုလောက်လိုနေလို့ပါဟာနင်းလဲသိတဲ့အတိုင်းပဲငါထမင်းတစ်ဆက်လေးမှမချက်တတ်ဘူးလေ တောင်9ရက်ခမမနေ့ပြန်ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်တဲ့ဒီတော့ငါဟင်းချက်ရတော့မှဆိုပေမဲ့ဘာမှမလုပ်တတ်လို့လေနေမနေ့ပြန်ဘာလုပ်မှလဲပို့လို့ပြီးတော့ငါ့ကိုလည်းနည်းနည်းတော့ပို့ပေးနော်မနေ့ပြန်တရက်လောက်ပါပဲဟာနော်နောက်ရက်ဆိုရင်တော့အိမ်မအလုပ်သမားခေါ်တော့မှာပါနေရတော့နော်နေနဲ့တူတဲ့ချွေးမပဲခေါ်လာတာပါလားအမေအိမ်မလည်းအစင်းသစ်နေပြီးတော့ရက်ခမအိမ်ရောက်တော့လည်းအစင်းသစ်နေမဲ့ပုံနဲ့ချွေးမမျိုးလေပြီးတော့နှင့်သားအောင်များချစ်တဲ့သူနဲ့စိတ်ကြိုက်လက်ထက်ခိုင်းရတယ်လို့အမရဲ့ ကျမအိမ်ကိစ္စတွေလာပြီးဝင်မဆွတ်ဖက်ပါနဲ့ကျမသာသူ့ချစ်သူနဲ့စိတ်ကြလက်ထက်ခဲ့တာဆိုပေမဲ့ကျမချွေးမရှင်ချွေးမထက်တောင်းပို့ပြီးတော့မိမပီးတာပြီးရင်ကျေးသေးတယ်သိလားဟင်နင်ဘလို့ပြောလိုက်တာလဲငါတို့ရက်ခမတွေကငကိုတွေကမှမတဲတဲ့သမီးယောက်မတွေပါဆိုသူတို့နှစ်ယောက်ကြားထဲမှာငါတို့လှည့်စားသလိုလုပ်ရင်အဆင်မပြေပါဘူးဟဲ့အခုတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်အပြန်ဆန်နေပြောနေကြတာငါတို့လှုပ်ရက်ကိုတယောက်ယောက်သိသွားဘလို့လုပ်မလဲဟာနင်ကလည်းဟာတရက်လောက်လေးပဲဟောင်းနော်ကျေးဇူးပြုပြီးငါ့ကိုကူညီပါ ငါတို့မပြောရင်ဘသူမှမသိလပါဘူးဟာရွှေကြီးကအရင်ကတောင်းဆိုနေတာမို့လို့နင်းနီလေးလက်ခံလိုက်ရပါတယ်ပြီးတော့ရွှေကြီးချက်ခိုင်းတဲ့ဟင်းတွေကိုအများကြီးပိုချက်လိုက်ပြီးချက်လုပ်ပြီးတဲ့အခါမှာတော့ရွှေကြီးစီကိုဖုံးခေါ်လိုက်ပါတယ်ငါသမင်းတွေတော့အကုန်ချက်ပြီးသွားပြီဒါပေမဲ့နင်းအဲ့ဓာတွေကိုဘလို့လာယူမှလဲနင်းရောက်ခမအိမ်အပေါဝါမှာထိုင်နေရနော်ကိုအောင်ပြောတာတော့ငါရောက်ခမမနဲ့ဆော့ဆော့လမ်းထရှောက်တတ်တဲ့အကျင့်ရှိတယ်တဲ့ဒီတော့သူမကြခင်သွားတော့လောက်မှာပါ တီတော့နေလဲနေရခမအမြန်လေထဲသွားဖို့လွတ်လိုက်တော့ချွေရီလည်းသူ့ရခမကိုစောင့်ကြည့်နေပြီးဒေါမြအင်းကထွက်သွားတာနဲ့နီနီကလည်းသူ့ရခမကိုလေထဲအမြန်လွတ်လိုက်ပြီးသမီးဟင်းတွေကိုယူကချွေရီအိမ်ဘက်ကိုသွားလိုက်ပါတယ်ဒီခါမှာချွေရီကလည်းမိဖို့ကြောင့်နောက်ပေါက်ကနေလှီကားချပီးထတာမို့နီနီဟာအဲ့လှီကားကနေတက်ပြီးသူ့ချက်ထားတဲ့ဟင်းတွေကိုချွေရီစီကိုပေးလိုက်ပါတော့တယ်ချွေးမလေးရေငါတို့ကနေ့တော်ပါချဲလို့မပြောရသေးပဲ နေကငါတို့ကြိုက်တာတွေကိုအကုန်ရွေးချက်ထားတာပဲပြီးတော့မေတာမိမဟင်းချက်လက်ရလေရဲဟိုကောင်းတာပဲဓမီသားစုလုံးနဲ့အေးအေးချမ်းချမ်းထမင်းထိုင်စားနေကြတော့မှာပဲဒုံမြကပကန်းနဲ့ထမင်းဟင်းတွေကိုထည့်ပြီးသူတို့အိမ်ကိုရောက်လာခဲ့ပါတယ်ငါသားချက်လို့ယူထားတဲ့မိမဘာဟင်းမှချက်တက်မှာမဟုတ်ဘူးလို့အပြောကြီးထားတာမလားအခုငါချွေးမှချက်ထားတဲ့ထမင်းတွေကိုစားလဲစားကြည့်လိုက်ပါအောင်ကြည့်အောင်သားရဲ့နင့်အတော်ကအရင်နှုန်းထဲကငါပါလောက်လဲလိုက်ကြည့်ပြီးတော့လိုက်ပြန်ချင်နေတယ်လို့ ူချွေးမလည်းငါချွေးမလိုက်ပြန်ချင်နေတာဖြစ်ရမယ်။သမင်းနဲ့ကိုလည်းကြည့်အောင်။သူ့ချွေးမငါချွေးမချက်တယ်လို့တပုံစံနဲ့ကိုလိုက်ချက်ထားတာပဲ။ဟဲ့လိုက်ပြီးအတုခိုးတာငါချွေးမမဟုတ်ဘူး။နေရချွေးမငါချွေးမငါပြောတယ်လို့ပဲအကုန်ချက်ထားတာ။အော် အတော်ရဲ့အတော်ချွေးမလည်းသမင်းကောင်းကောင်းချက်တတ်တယ်ဆိုတော့ကောင်းတာပေါ့။ဒါ ው ဘာလို့စောစောစီစီပြဿနာလုပ်နေတာလဲ။အတော်အိမ်ပြန်ပြီးချွေးမလေးနဲ့တာမနဲ့စာပြပြပပသွားစားလိုက်ပါ။မောင်ခင်စကားကြောင့်တော်မြလေးမျက်နှာကြီးစူပုတ်ခါပြန်လာခဲ့ပါတယ်။ အဲ့ဒီညမှာတော့ရှင်ကပထမရက်မိဖို့ကြောင့်ဝင်တော့ကြီးလုပ်လိုက်ဆိုလို့ကျမကြီးလုပ်ပြီးပြီနော်အခုရှင်အမေကိုအလုပ်သမားငါဖို့ပြောပါတော့အမေตาတွေးထတာလေตาတို့အိမ်မှာလူကလည်းအဲ့လောက်အများကြီးမရှိဘူးပတ်စံကလည်းအရှံပင်ရှိနေတာပဲဟာဘူးအိမ်မှာအလုပ်သမားတယောက်လောက်ခေါ်ပြီးရွှေကြီးကိုကူလောက်ခိုင်းရင်မကောင်းဘူးလားသူလည်းတယောက်ထဲမပင်ပန်းရတော့ဘူးပေါ့ငါရောက်မှလေငါကိုယ်တည်းကမှငါချွေးမအလုပ်မလုပ်တတ်ဘူးလို့ထင်နေပါတယ်ဆိုငါသူ့ဘာမှမခိုင်းမဲ့နေစရာလားသူများတွေကဲ့ရဲ့ကောင်မှာပေါ့ ဒီတော့ငါ့အိမ်မှာဘာအလုပ်သမားမှမခေါ်ငါအလုပ်သမားတွေကိုမယုံကြည်သလိုသူတို့ချက်ကျွေးတဲ့အစားအသောက်တွေလည်းမစားနိုင်ဘူးပြီးတော့ငါချွေးမလေးကတလောက်ဟင်းချက်လက်ရကောင်းနေတာကိုဘာလုပ်ဖို့အလုပ်သမားလိုအောင်ပါလဲတော်မြလေးအလုပ်သမားခေါ်ဖို့အပြည့်ငင်းသွားပြီးနေရကနေထသွားပါတော့တယ်ချွေးကြီးအမေကမင်းရှိတယ်မယ်အလုပ်သမားခေါ်ဖို့အပြည့်ငင်းသွားတာကိုမြင်နေမလားဒီတော့မင်းကကိုအချိန်၄၀ရက်လောက်ပဲပြီးပါငါမေးကိုဖြောင်းပြလိုက်ပါမယ် ှင်ကအမေကိုဘယ်တော့လောက်မှဖြောင်းပြနိုင်မှာလဲပြီးတော့ကျမတငယ်ချင်းကိုလည်းဘလို့ဆက်ပြီးတော့အကူအညီတောင်းရမလဲမသိတော့ပါဘူးရှင်။ရှင်ကြီးမှာတော့ကုညီပေးမယ်သူဟာနင်းနီကလွယ်ပြီးမရှိပါဘူး။ဒါကြောင့်သူလည်းနင်းနီကို ဖုန်းခေါ်ကအမိုးချက်ကိုတက်လာဖို့ပြောလိုက်ပါတော့တယ်။တငယ်ချင်းရေငါနင်းရဲ့အကူအညီလိုလို့ပါနော်။အဲ့ဒါကြောင့်ညနေစာကိုလည်းနင်းချက်ပေးနော်။ညနေရောက်လို့ငါရောက်ခမဈေးသွားပြီ။နင်းရောက်ခမလဲထက်ပြတ်မလာသေးခင်နင်းလာပို့ပေးရပါတယ်ဟာနော်။ ငါရခမကိုအလုသမားခေါ်ပေးဖို့ပြောပေမဲ့အမေကညှင်းလိုက်လို့ဟာငါ့ကိုဆယ်ရက်လောက်ပဲကူညီပါနော်ဘလို့ဆယ်ရက်ကြီးများတော့ငါနေ့ကိုဘလို့ကူညီပေးနိုင်မှာလဲရွှေကြီးရဲ့ငါရခမဟင်းချက်စရာတွေကိုကွက်တိဝဲလာပြီးတော့သူကိုယ်တိုင်ပေးရနဲ့စီမံပေးတာဟာတကယ်လို့နေ့အိမ်အတွက်ပါငါထမင်းတွေချက်ပေးနေတော့ငါရခမသိသွားဘလို့လုပ်မလဲသူတို့နေအောင်အိမ်အပေါ်ဆုံးထံမှာစကားပြောနေတော့မှာပဲသူတို့နောက်ကိုချစ်ချစ်ကရောက်လာပြီးညီနီကိုပြောလိုက်ပါတော့တယ်ကိစ္စမရှိပါဘူးအမရဲ့ ရက်နည်းနည်းလောက်ပဲဟာ哦အမရွှေကြီးကိုကူညီပေးလိုက်ပါကျမလည်းအမတို့အတူတူကူညီပေးပါမယ်အမေနဲ့တော့လုံးဝမသိစေရပါအောင်နော်ချစ်ချစ်နင်နင်တီကိုဘယ်လိုလုပ်ပြီးရောက်လာလဲဒီလိုပဲရောက်လာတာလေပြီးတော့အမတို့ပြောတာတွေလည်းအကုန်ကြားပြီးပြီးအဲ့ဒါကြောင့်အခုအမတို့နှစ်ယောက်စိတ်မပူနဲ့တော့ကျမလည်းရှိပါတယ်ကျမလည်းအမေနဲ့အတော်ကြားရမသိမြတ်မှုတွေကိုပြည်လဲစေချင်နေတာအဲ့ဒါကြောင့်ကျမတို့သုံးယောက်စီစီလုံးလုံးရှင်သူတို့လည်းချစ်ချစ်ခင်ခင်ဖြစ်လာမလားဆိုတော့မျောလင်းချက်လေးနဲ့လေ ချစ်ချစ်ကလည်းပြောနေတာမို့နင်းနီလေးသူတငယ်ချင်းကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ဒေါ်ညိုလေးလေးသွားပြီးဒေါ်မြကိစ္စရှိလို့ပြန်ထွက်သွားတာနဲ့ချစ်ချစ်ကရွှေကြီးတို့အိမ်အနောက်ပေါက်လှေကားကနေတက်သွားလိုက်ပါတယ်။ဒီခါမှာရွှေကြီးလည်းဟင်းချက်ဖို့အတွက်စီစံစားတွေကိုပေးလိုက်ပါတယ်။ဒီလောက်ဆိုရပြီမရေဒါရီကိုကျမအသားလေးတစ်ခုချင်းတည်သွားလိုက်မယ်။ဒီလိုနဲ့ပဲချစ်ချစ်ဟာတစ်ခေါက်ချင်းဆန်အိတ်တွေပဲအိတ်တွေကိုထည့်သွားပြီးသူ့ခန်းထဲမှာအဲ့လောက်စားတောက်ကုန်တွေကိုတင်ထားလိုက်ပါတယ်။ အမရေကျမအခန်းထဲမှာနေရာတွေအများကြီးရှိတယ်ဆိုတော့ဒီဟာတွေကိုကျမအခန်းထဲမှာပဲထားလိုက်မိဖို့ကြောင့်မထိုင်းလဲအမေတိသွားနိုင်တယ်ဒီလိုနဲ့ပြီးတဲ့နောက်မှာတော့နင်းနီလဲအမြန်သူတို့မိသားစုနဲ့ရွှေရီတို့မိသားစုအတွက်ထမင်းရွှေကိုအများကြီးချက်လိုက်ပြီးရွှေရီစီကိုဖုံးဆန်လိုက်ပါတယ်ထမင်းရွှေကြက်ပြီးဘယ်ကိုပို့ပေးရမလဲငါရခမလဲဘေးအိမ်ထဲမှာရှိနေတယ်နေရခမလဲခြံထဲမှာထိုင်နေတယ်ဟေးရတယ်ခဏပဲစောင့်ကိုအောင်ရေး ။ပါကြောင့်ဖြစ်ဖြစ်ရအောင်ပြပြီးအမေကိုပြင်ခေါ်သွားနော်။နင်နေထမင်းတွေလာဖို့ပေးမလို့တဲ့။တန်းနဲ့မောင်နဲ့အမြန်သူ့အမေနောက်ကိုသွားပြီးသူ့မိလက်ကိုဆဲကပြောလိုက်ပါရယ်။အမေရေလာရေခဲမှုသွားစားရအောင်။ငါဘဲမှမသွားနိုင်ဘူးဟေ။စားစစ်ချင်းဝေလာခဲ့။အမေလာပါမေရဲ့အပြင်ကိုသွားကြစို့။အမေစားကျင်တာလေးကိုတားလိုက်ဝဲကျွေးကျင်လို့ကနော်။မောင်နဲ့သူ့အမေကိုရအောင်ဆဲခေါ်သွားပြီးသူတို့ထွက်သွားတဲ့အခါမှာတော့ ချစ်ချင်းဟာအမြန်ထမင်းဟင်းတွေကိုယူကာလီကားကနေတက်သွားလိုက်ပါတယ်။ပြီးတော့ရှင်ကြီးကိုပြေးလိုက်ပါတယ်။ရှောင်းအမရေအမတို့အိမ်တွေညစာရပြီ။ကျမသွားတော့မယ်နော်။အမေကပျောက်နေလို့လိုက်ရှာနေမှာစိုးလို့လေ။အေးကျေးဇူးပါချစ်ချစ်ရဲ့။နင်သာမရှိငါတကယ်ဒုက္ခရောက်မှာသိလား။ထမင်းဟင်းတွေပြေးပြီးတဲ့နောက်မှာတော့ရှင်ကြီးလည်းအိမ်ကိုပြန်လာခဲ့ပြီးဒီလိုနဲ့ပဲနေတိုင်းလိုလိုနင်းနီဟာသူဟင်းချက်တိုင်းရှင်ကြီးအတွက်ပါပူးချက်ပေးရပါတယ်။ပြီးရင်တော့တခါတလေနင်းနီဟာရှင်ကြီးအိမ်ကိုသွားပို့ပေးရပြီး တခါတလေဆိုချစ်ချစ်ကသူ့အိမ်ကိုထမင်းဟင်းတွေတောင်းပို့ပေးရပါတယ်။ဒီလိုနဲ့ပဲတည့်ရမှာတော့ဟဲ့ရွှေရီနှစ်ဆယ်ရက်ကပြည့်ပြီနော်ဒီနေ့နောက်ဆုံးမယ်ဆိုတာမမေ့နဲ့အခုနေနေလဲကျမတို့ထပ်ပြီးထမင်းတွေချက်ပေးနိုင်တော့မှာမဟုတ်ဘူးအခုရှင်ကျမတို့အတွက်အလုတ်သမားရှာပေးဖို့အမေကိုမပြောပေးနိုင်ရင်ကျမကိုယ်တိုင်အမေကိုကျမပါဟင်းမှမချက်တက်တဲ့သူပါဆိုတာတောင်းဝန်ခံလိုက်တော့မယ်ကျမအလုတ်သမားရှိမှရမှာလို့ဟဲ့နင်ကပြောစရာကိုမလိုတော့ဘူးငါအကုန်လုံးအမှန်တိုင်းကိုသိသွားပြီ ီးတော့ဓာရီအကုံငါရောင်းမရဲ့ချွေးမကြောင့်ဖြစ်ရတာပဲဒီနေ့တော့ဒင်းတို့ငါကြောင့်ကောင်းကောင်းသိစေရမယ်ချွေးမလေးနင်ပါလို့ဟင်းတွေကိုတလောက်အများကြီးတွေချက်ထားတာလေတလောက်ထမင်းတွေဟင်းတွေအများကြီးရဘသူအတွက်တော့ဒေါညုလည်းသူ့ချွေးမကိုမင်းနေတော့မှာပဲဒေါမြတ်ဟာနောက်ကရောက်လာပြီးဒေါညုကိုအပြစ်တင်ပါတော့တယ်ငါချွေးမဟင်းမချက်တက်တာနဲ့ပဲနင်နဲ့နင့်ချွေးမလာပြီးအခွင့်ကောင်းယူလို့ရမယ်လို့ထင်နေလားဟဲ့ငါနင့်အိမ်ကရေတစ်ခွက်တောင်တောက်ချင်တဲ့သူမဟုတ်တာဦး တလောက်ရက်တော့ကြာသေးနေအိမ်ကထမင်းဟင်းကိုငါစားနေရတာပေါ့လေအဲ့လိုလုပ်ပြီးနင်းတော့တော်တော်ပျော်နေလောက်မှာပေါ့ဟုတ်တယ်မလားအမလေး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 နင်းအပြစ်ကိုများငါအပြစ်လာလို့မနေဆမ်းပါနဲ့နင်းပါသားနဲ့ဘာမှမလုပ်တတ်တဲ့ချွေးမောင်ရထားပြီးငါချွေးမောင်များလာပြီးတော့ဆွဆွဲချင်နေသေးတယ်ငါချွေးမောင်လေးရလေနင်းချွေးမောင်ကူညီပေးနေခဲ့ရတာဟဲ့အတော်တို့ရင်မဖြစ်ကြပါနဲ့တော့အမေတို့အတော်တို့ချင်းအခေါ်ပြောမလုပ်ချင်ကြတာသိပေမဲ့သူတို့နှစ်ယောက်ကတော့အချက်ဆုံးတငယ်ချင်းတွေလေး တယောက်ခက်ခဲနေလို့တယောက်ကကွန်ကြီးပေးတာပဲ။ဘာဖြစ်လို့လဲ။ပြီးတော့အမေအမေအစောကနေ့ကတားပြောတယ်လို့လုံသမားခေါ်လိုက်ရင်အမနေနေချက်တဲ့ထမင်းဟင်းတွေလည်းအမေစားခဲ့ရမှာမဟုတ်ပါဘူး။ရပါရဲ့အောင်။သူတို့ကတငယ်ချင်းဖြစ်တယ်လို့သမီးယောက်မတွေလည်းဖြစ်နေပြီပဲဟာ။တယောက်ကိုတယောက်ကွန်ကြီးပေးတာဘာများမှလို့လဲ။အမေနဲ့အတော်ကလည်းတယောက်ကိုတယောက်ဒီလိုဖေးမှပြီးနေရမှာဘူး။အခုအတော်လည်းလုံသမားတယောက်တော့ခေါ်ပေးလိုက်ပါ။အတော်တို့မှပတ်စံတွေဒီလောက်ပေါ်တာပဲ။ဒါဆိုအကုန်လုံးအဆင်ပြေသွားမှာပါ။ငါချွေးမကိုကမဟုတ်တာဆိုတော့လေ။ ငါဘသူ့ကိုသွားပြီးအပြစ်ပြောလို့ရမှာလဲအေးငါအလုတ်သမားတော့ခေါ်ပေးမယ်ဒါပေမဲ့တခုတော့ရှိရယ်နော်ချွေးမလေးနင်အခုအဆပြီးတော့ထမင်းချက်တာတင်ယူရမယ်ကလေးတွေဝိုင်းပြောနေတဲ့စကားကြောင့်တုံးမြလေးသူတို့အိမ်မှာအလုတ်သမားခေါ်ပေးလိုက်ပြီးအိမ်နောက်ပိုင်းမှာတော့ချွေးကြီးကလည်းထမင်းဟင်းချက်တာတွေကိုတင်ယူပါတော့တယ်အိမ်နောက်ပိုင်းမှာတော့တုံးမြနဲ့ဒွန်ညိုတို့တမီးယောက်မဟာလေးအဆင်ပြေသွားပြီးလိုအပ်ကြရရှိတိုင်းတယောက်ကိုတယောက်ကူညီပေးကြရင်းနဲ့နေထိုင်သွားကြပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။